အမျိုးသားနေပေါ်ပေါက်လာဖို့ကိုနားလည်ဖို့ဆိုလို့ရှိတယ်ကျွန်တော်တို့အမျိုးသားပညာရေးဘယ်လိုပေါ်ပေါက်လာလဲနားလည်ရမယ်အဲ့တော့အမျိုးသားပညာရေးလို့ပြောလိုက်တာ ਨੇ ဖုံးကျောင်းပညာရေးရစပြီးပြရနော်ဖုံးကျောင်းပညာရေးရစပြီးပြအဲ့တော့ကျွန်တော်ပြောပြမယ်မြန်မာနိုင်ငံပညာရေးသို့မဟုတ်အမျိုးသားပညာရေးမှဒီ အမျိုးသားနေပေါ်ပေါက်လာပုံဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျွန်တော်စာတန်းပြဆိုတာဟုတ်ပြီအဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံပညာရေးသမိုင်းကိုလေ့လာကြည့်လို့ရှိရင်ဘုံကျောင်းပညာရေးကအဓိကဖြစ်တယ်ဗျနော်ဘုံကျောင်းပညာရေးလို့ပြောလိုက်လို့ရှိရင်ဘုံကျောင်းမှာလည်းအမျိုးသားနှစ်မျိုးကွဲတယ်လာပြီနော်သင်ချာကြည့်နော်ဘုံကျောင်းမှာလည်းဩကအမျိုးသားနှစ်မျိုးရှိတယ် လိုင်းကထစ်နေတယ်ကြည့်လို့မရဘူးတဲ့ဟုတ်လားလိုင်းမကောင်းလားကျွန်တော်ပြောတာမကောင်းဘူးပေါ့တကယ်အနှစ်လေးတွေနော်ကျွန်တော်ပြောမှာအနှစ်ကလေးတွေအနှစ်ကလေးတွေတကယ်စိတ်ဝင်စားစရာလေးတွေနော်အဲ့တော့ဖုံးเจ้าပညာရေးမှာ2မျိုးရှိဖုံးเจ้าမျိုးစား2မျိုးရှိတယ်ဗျเนาะ ဗုဒ္ဓစာပေတွေကိုတီးတန့်သင်တဲ့ဘုန်းကြီးကျောင်းရှိတယ်။အဲ့ဒီဗုဒ္ဓစာပေတွေကိုပဲတီးတန့်သင်တဲ့ဘုန်းကြီးကျောင်းကိုကြတော့ဝနဝါဒီကျောင်းလို့ခေါ်တယ်ဗျ။ဝနဝါဒီကျောင်းလို့ခေါ်ဗုဒ္ဓစာပေတွေပဲတီးတန့်သင်တဲ့ဘုန်းကြီးကျောင်းဝနဝါဒီကျောင်းလို့ခေါ်တယ်။ဒါပေမဲ့လောကီစာပေလောကုတ္တရာစာပေအကုန်လုံးကိုတင်တဲ့ ကျောင်းကိုကြတော့ဂါမဝါဒီကျောင်းလို့ခေါ်တယ်ဗျနော်ဂါမဝါဒီကျောင်းလို့ခေါ်တယ်အဲ့တော့ကျွန်တော်တို့ကဒါလောကီလောကုတ္တရာတွေသင်တဲ့အခါကျတော့သူကကျွန်တော်တို့ဒီဟိုဘေးရင်စမ်းကြဘာရင်းညာတွေပေါ့အဲ့ဒါတွေပါသင်တဲ့အခါကျတော့ဟိုဘာလဲပြောကျွန်တော်တို့ဒီကိုခန့်ပညာတွေပါတွေသင်တာဟုတ်ကိုခန့်ပညာတွေပါတွေသင်တဲ့အခါကျတော့အဲ့ဒီအကြောင်းကိုကျွန်တော်တို့က ပွဲကြောင်းလို့လည်းခေါ်တယ်ဗျနော်အဲ့တော့လောကုတ္တရာစာပေတွေလည်းသင်တဲ့ဓမ္မဝါဒီကျောင်းကိုကျွန်တော်ကပွဲကြောင်းလို့လည်းခေါ်တယ်ဒါပေမဲ့အဲ့ဒီကျောင်းကိုကြတော့ကျွန်တော်ရွာကျောင်းလို့ခေါ်တယ်ရွာကျောင်းလို့ခေါ်တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကျောင်းကဓမ္မဝါဒီကျောင်းကတန်ခါအစစ်လို့ပြောလို့မရဘူးတန်ခါစာယဟန်လို့ပဲခေါ်တယ်တန်ခါသင်္ကန်းဝတ်ပြီးတော့ တော့ကုတ်တရားစာပေတွေကိုတင် जा ပေးတဲ့ကြောင်းဖို့လို့ဖရားရဲ့သာသနာအတွက်ကိုတည်ခန့်တင်တာမဟုတ်ဘူးတင်ငန်းဝင့်ပြီးတော့ပဲတင်တာမို့လို့ကျွန်တော်တို့ကတင်ငါဟိုတန်ငါတော့ဖြစ်တယ်နော်တန်ငါတော့ဖြစ်တယ်ဒါပေမဲ့ဖရားစာကိုတည်ခန့်တင်တာမဟုတ်ဘူးဒါကြောင့်မို့အဲ့ဒီဘုန်းเจ้าမှာရှိတဲ့ဘုန်းကြီးတွေကိုတင်ကစားယဟန်လို့ခေါ်တယ်တန်ငါအစစ်မဟုတ်ဘူးပေါ့ဗျာအလွယ်ပြောရင်တန်ငါအစစ်မဟုတ်ဘူးနော် နော်သင်္ကန်းဝင်တဲ့အတွက်တန်ဃာတော့ဖြစ်တယ်သင်တန်ဃာအစစ်တော့မဟုတ်ဘူးအဲ့လိုယဟန်လို့ကြောတန်ဃာသာယဟန်လို့ခေါ်တယ်ဗျအဲ့ဒါကိုကျွန်တော်တို့ပင်ရခိပင်ရခိဥဇနာမင်းကြီးလက်ထက်ကိုကျွန်တော်တွားကြည့်လိုက်အောင်ပင်ရခိဥဇနာမင်းကြီးလက်ထက်မှာကျွန်တော်ဒီသာသနာတော်ကိုကြည်ညိုတဲ့အခါကျတော့အဲကျွန်တော်ဟိုဖိဟိုရှင်ဘုရင်နေပြည်သူပြည်သားတွေကဆရာတော်ဖခင်ဆရာဖုန်းကြီးတွေအတွက်ကို မြေတွေหลู่ကြတယ်မလားမြေတွေหลู่ကြတယ်เนาะကျတို့ကဟိုးတော့မြေကြီးပဲချမ်းသာကြတာဆိုမြေတွေหลู่ကြတဲ့ခါကျတော့အဲ့ဒီမှာဘုံကြီးတွေကအဲ့ဒီကျတို့ဘုံကြီးเจ้าအတွက်ကိုလိုအပ်တဲ့စားတော့ဖွဲ့ရတွေကိုအတွက်ကကြတော့ဘာဖြစ်လဲစိုက်ပြိုးတာပေါ့လေသိရမလားအအသီးနှံတွေအဲ့ဒီမြေတွေမှာအသီးနှံတွေစိုက်ပြီးတော့အဲ့ဒီအသီးနှံတွေကိုဘုံကြီးတွေပဲစိုက်တယ်ပြီးတော့ဘုံကြီးတွေပဲပြန်ပြီးတော့အဲ့ဒါတွေခုဆုတ်ပြီးတော့ဘာဖြစ်လဲပြီးတော့ရတဲ့ဥစ္စာလေးတွေကိုလည်းပဲပြန်ရောင်းပြီးတော့ဒီမှာ ဒီသင်တန်းကျောင်းအတွက်ပေါ့နော်ဒီလောကုတ္တရာသင်တန်းကျောင်းအတွက်လိုအပ်တဲ့စာပဲစာတန်းတွေဘောပင်တွေပြောင်းဝယ်တဲ့အလုပ်ကိုလုပ်ကြရတဲ့ခါကျတော့အဲ့ဒါကဘာဖြစ်လဲဂါမဝါဒီကျောင်းလို့ခေါ်တဲ့ပွဲကျောင်းလို့ခေါ်တဲ့လောကုတ္တရာစာတွေသင်တဲ့ရွာထဲမှာရှိတဲ့ဖုံးကျောင်းပြောတာနော်အဲ့တော့အဲ့အဲ့လိုတင်တဲ့အခါကျတော့တချို့တချို့သောဘုန်းကြီးတွေကဒါကဖျားစာကိုတီးတဲ့တင်တာမဟုတ်ဘူး။ငါတို့ကဖျားစာပဲတီးတဲ့တင်နေတာ ဲ့တော့ငါတို့ဒီကြောင်းမှာမနေကြဘူးဟိတော်ရဲသွားကြမယ်တော်ရဲသွားကြမယ်ဖျားစာတွေပဲတည်တဲ့တင်ကြမယ်ကွာဆိုပြီးတော့တော်ရဲမှာဖုံးချောင်းဆောက်ပြီးတော့ဖျားစာပေတွေပဲတည်တဲ့တင်တဲ့ကြောင်းကိုကြတော့ဝဏဝါတိကြောင်းနော်အဲ့တော့ဝဏဝါတိကြောင်းဒီဖျားစာပေတွေပဲတည်တဲ့တင်တာကိုလောကုတ္တရာပညာတွေလောကီပညာတွေရောနော်အတိပညာတက်ပညာတွေသင်ကြားပေးတဲ့ကြောင်းကိုဘာပဲလဲ ကာမဝါဒီကြောင်းလို့ခေါ်တယ်နော်ဒီကနေစတာပေါ့နော်အဲ့ဒီလိုနဲ့ကျွန်တော်တို့ဘုံကြောင်းမျိုးစားနှစ်မျိုးမှာပညာတွေသင်ခဲ့ကြတယ်နော်အဲ့ဒီလိုနဲ့ကျွန်တော်တို့ဘုံကြောင်းပညာကြီးကစခဲ့တာပေါ့နော်ဘုံကြောင်းပညာကြီးကစခဲ့တာပေါ့အဲ့ဒီလိုနဲ့အဲ့တော့ကျွန်တော်ဖုံးချောင်းပညာကြီးမှာဘာတွေသင်ကြားသလဲ။နော်။ဖုံးချောင်းပညာကြီးမှာဘာတွေသင်ကြားသလဲ တို့တို့အခုခေတ်ပြောတာမဟုတ်ဘူးနော်ဟိုရခိုင်ရခိုင်ခေတ်တရနော်ဟောပညာခေတ်တော့ဥဒနာမင်းတို့ဘာလို့ခေတ်ကြရသလိုဖုံကြောက်ပညာရေးကိုစရရဆိုတော့အဲ့ဒီမှာတင်ပေါင်းကြီးတွေမင်္ဂလာတုံးတို့အတွင်းအောင်ချင်းအပြင်းအောင်ချင်းတို့ယဇနာရွှေကြရတို့တဒါတကြူနရကဖျားရှိကိုတိလခံယူပိယကြီးရုပ်ဖက်တရစေနရကလောကနီတိအဆုံးမစာလင်္ကာရီဒနန်းတင်ချဘေဒီပညာနက္ခတ်ပညာ ရာဇဝင်ပုံဝင်ပညာရာဇသက်ဓမ္မသက်စေတက်ပညာတွေကိုသင်ကြားပေးခဲ့တာပေါ့အဲ့ဒီဘုန်းကျောင်းတွေမှာပေါ့နော်အဲ့ဒီခေတ်တော့ဘုန်းကျောင်းတွေဒါကဘုန်းကျောင်းအမျိုးသားနှမျိုးတည်ပြီးနော်တောကျောင်းရွာကျောင်းဂမဝါဒီနော်အဝနဝါဒီဂမဝါဒီနှမျိုးတည်သွားပြီနောက်တော့ကဘုန်းကျောင်းမှာဘာတွေသင်လဲဆိုတာပါတည်သွားပြီဟုတ်ကဲ့မင်္ဂလာပါခင်ဗျမင်္ဂလာပါနော်အဲ့တော့ကျွန်တော်တို့ကဘုန်းကျောင်းပညာကြီးကအရန်ထိုးကားခဲ့တယ်ဗျာ ဘရင်ခေတ်ဒီမှာကိုလိုနီခေတ်မှာပို့ထွန်းကားခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့အဲဗြိတိရှားတွေကမြန်မာလူမျိုးတွေကိုဒီဖုံးကျောင်းပညာကြီးကနေစပြီးသင်ရတယ်ဆိုတာသိလို့ဗြိတိရှားအင်္ဂလိပ်ခေတ်မှာတွေကိုဖုံးကျောင်းနေပညာကြီးကအများကြီးကျေပြန့်ခဲ့နော်အင်္ဂလိပ်ခေတ်မှာဖုံးကျောင်းပညာကြီးကဖုံးကျောင်းနေအများကြီးပဲအဲ့မှာစာရီတင်ခဲ့တာအဓိကကနော်ကျွန်တော်ဂျီတိရှားခေတ်တော့ကဂျီတိရှားခေတ်တော့ကအခုလိုအစိုးရစာတင်ကြောင်းကနည်းနည်းပဲရှိတယ် အခုတော့ကျွန်တော်လွတ်လပ်ရေးရပြီးတဲ့ခါကျမှဖုံးเจ้าပညာကြီးကနေပြီးတော့ဖုံးเจ้าမှာစာတင်တဲ့ခေတ်မဟုတ်တော့ဘဲနဲ့အပြင်เจ้าနေမှာတင်တဲ့ခေတ်ဖြစ်သွားတယ်နော်ဒါကသဘောတရားလေးပြောတာအဲ့တော့ကျွန်တော်ကဖုံးเจ้าပညာကြီးတုန်းကကျွန်တော်တို့ကဒီကလေးတွေကိုကျွန်တော်တို့ရှင်းနှစ်သားအထိကို ဖုံးเจ้าကိုလိုက်ပို့ပေးရနော်မိဘတွေကဖုံးเจ้าကိုရှင်းနှစ်သားအထိကိုလိုက်ပို့ပြီးတော့အဲ့မှာဖုံးเจ้าပညာကြီးကိုသင်ကြားရတယ် အဲဆက်နှစ်နှစ်သားလေးယောက်လေးယောက်ကိုတင်ငန်းစာစီရတယ်တင်ငန်းစာစီပြီးတော့စောစောကပြောတဲ့ပညာရက်တွေကိုလေ့ကျင့်သင်ကြားပေးတာပေါ့နော်ကဲဒါဆိုလို့ရှိရင်ဘုံကျောင်းပညာရေးမှာရှေ့ရခေရခေတော့ကဘာတွေသင်တယ်လဲဆိုတာကိုသိသွားပြီထင်တယ်နော်အဲ့ဒီတော့ကျွန်တော်တို့ကဘုံကျောင်းပညာရေးသင်ကြားရတဲ့ရည်ရွယ်ချက်ဆိုတာရှိပြန်ဟောဗျနော်အဲ့ဒီမှာရည်ရွယ်ချက်ကတော့နည်းနည်းများတယ်နော် အဲဒီထဲမှာကခုနှစ်ချက်တော့ကျွန်တော်ရေးထားတယ်နော်ခုနှစ်ချက်စင်းရဲချမ်းသာမရွေးလူတိုင်းရေးတဲ့ဖတ်တဲ့ရန်အဲ့ဒါတွေကို အခြေခံနဲ့ခေတ်ပညာတက်မြောက်စေဖို့နောက်တစ်ခါနံပါတ်1ပညာသင်ကြားရေး၌စရိတ်သက်သာပြီးလွယ်ကူမှုရှိစေဖို့နောက်တစ်ခါကိုကြစ်တရားကောင်းမှုပြီးအများအကျိုးနိုင်ငံအကျိုးတည်ဖို့လိုတဲ့တာကောင်းသမီးကောင်းတွေဖြစ်စေဖို့နောက်တစ်ခါ မြမရင်ကျင်းမှုဓလိထုံးစံတို့ကိုသိရှိနားလည်ပြီးတော့မျက်နှိုးစွာလိုက်နာခံယူတတ်စေဖို့နောက်တစ်ခါဗုဒ္ဓသာသနာတော်ဆိုင်ရာအဆုံးအမတွေကိုကြားနာမှတ်သားသိရှိလိုက်နာပြီးတော့အနာဂတ်သာသနာကိုတာဝန်ယူရမည်တဲ့နော်တားကောင်းနေပေါ်ဖို့ကိုနော်အဲ့တော့အမျိုးဘာသာသာသနာကိုထိမ့်သိမ်းဆောက်ရှောက်နိုင်စေဖို့မြမတော်ဝန်လုံးမြမတနိုင်ငံလုံးတွင် ဖုံးတော်ကြီးတင်ပညာရေးအကြောင်းများဖွင့်လှစ်ရ၌ တူညီသောပညာရေးအဆင့်တန်းနဲ့စီမင်းစည်းကမ်းများစနစ်တကျရှိစေဖို့ဆိုပြီးတော့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအဲ့ဒီလိုဖုံးကြောင်းပညာရေးရရည်ရွယ်ချက်ဆိုတာရှိသေးတယ်ဗျနော်အဲ့ဒါဒါဆိုလို့ရှိရင်ကျွန်တော်တို့ကမြန်မာနိုင်ငံပညာရေးရဘေးရစလဲဖုံးကြောင်းပညာရေးရစတယ်ရည်ရွယ်ချက်တွေရှိတာကိုသိပြီးသွားပြီပေါ့